မင်္ဂလာပါရှင် Listener 7 Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျမတို့ရဲ့ဝိထုတူခန္ဓာကနေဗကြီးအောင်ညားတဲ့ဆိုတဲ့ဝိထုတူလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဝိတုဆိုတဲ့အတုံးနှုံးထက်ပုံမြင်လို့ပြောရင်ပုံမှန်ပါလိမ့်မယ်ဒီပုံပြင်လေးကကျမတို့ရဲ့ခလေးဘဝအမှတ်တရတွေထဲမှာတစ်စိတ်တစ်ပိုင်းပါဝင်နေတယ်ဆိုတာကတော့ငင်းနိုင်ပွဲမရှိပါဘူးရှင် ဒီပုံမြင်လေးကိုရေးသားထားတဲ့သူကတော့ကျမတို့ပြည်ထောင်စုသမရမြန်မာနိုင်ငံတော်မှာ2016ခုနှစ်ကနေ2018ခုနှစ်အထိသမရတာဝန်ထမ်းဆောင်ခဲ့တဲ့သမရဟောင်းဦးထင်ကျော်ဤဖခင်ဆရာကြီးမင်းသူဝမဲဖြစ်ပါရဲ့ရှင်အရှိတောင်းသားတောင်းစားလေဘောကြောင့်သာအကောင်စားကြောင်မီသွေးမှုမဲတကိုတို့ကြောင့်သာမှုရဲတကိုဟေလာမောင်ယောဝါ အာရပါရဆူညံစွာအော်ဟိပြေးလွှားနေကြသောကလေးတစုသည်ကလဲပေါ်ဖုန်ကြီးကြသောကလေးများဖြစ်ကြ၏၎င်းတို့၏ကြောဘတ်တင်းချလဲတကွက်လောက်အကွာရီခြေလုံးကြီးကိုပြာတာခွင်းတိုက်၍တင်တိုင်းအင်းကြီးကို ရော့တိရော်ရဲဝက်လျက်ခေါင်းငိုက်ဆိုင်နေတလန်းချင်းလာနေသောမောင်ချစ်သည်ဧဝမေတုတံဧကန်တမယံအဲ့ဒီလိုမျိုးတတွတ်ရွတ်စွလျက်ရှိပါသည် စေတအိုအကျွမ်းလောက်အကြာမှာ အရှိကိုလမ်းကြည့်လိုက်ရာဘဘူးဆရာကြီးဦးအောင်ချာဤကနာဖြင့်တဲနိုင်ចောင်းသားတငယ်စင်းများဝိုင်းအောင်နေသည်ကို တွေ့ရလေတယ်မိမိသည်လည်းအចောင်းကိုတိလို့သောကြောင့်ပြေးသွားတိုးဝင်ကြည့်ရှုပါလေဦးအောင်ချာသည်ဆင်ဆွေမင်းသမီးအယုတ်ကလေးတစ်ခုကို ထုလျက်ရှိ၏ထုလက်စာဖြစ်၍ရုပ်လုံးပေါ်ယုံမျှပင်ရှိသေးတော်လေအယုတ်ကလေးမှာနှွေနှောင်းဖြူဖွေး ချစ်စရာကလေးဖြစ်ပေတယ်။အတန်ကြာတဲ့အခါမှာမောင်ထွေမောင်ခွေဘိုးဆဘိုးလာတို့တစုကထပြန်သွားလေးပါတယ်။မောင်ချစ်ကတော့မြေကြီးပေါ်မှာဒူးထောက်ပြီးကုတ်ပြက်ကပန်းတွင်မေးတင်ပြီးလျင်အငေးသာချစ်လျက်ပင်ရှိသေး၏။ဖာကြီးအောင်ဒီမင်းသမီးရုပ်ကလေးကိုဘသူ့ကိုပေးဖို့ထုတ်နေရလဲ။အဲ့ဒီလိုမျိုးမျက်စိကလေးပိတ်ကလပ်လို့၍ မေးလေတယ်။ဆောက်ပုံနဲ့ဆောက်ကလေးကိုအသာချ၍ဆောက်ပုံနဲ့ရင်းစေးလိတ်ဒူစမ်းနေသောဦးအောင်ချာကငါတူလိုချင်လို့လား။ငွေတစ်ချက်ယူခဲ့ရင်ဘာကြီးပေးမလဲ။တိလား။အဲ့လိုအမှတ်တမဲ့ပြောလိုက်တဲ့အခါမျက်မှောင်ကျုံရင်းခေါင်းကုပ်လျက်ငွေတရက်ဆိုတာဘယ်နှပြားလဲဗာကြီးအောင်ရဲ့အဲ့ဒီလိုမေးပါတယ်ဘဘူးဆရာကြီးလဲဆေးလိတ်ကိုချပြီး လက်ဝါးနှစ်ဖက်ကိုထောင်ပြလျက်ဆယ်ပြားဆယ်ပြား6ခါနောက်ပြီးတော့၄ပြားထက်ထက်အဲ့ဒါတော့ကိုတကြက်ခေါ်တယ်ကြားလားခလေးတငယ်များကိုချစ်ခင်သောဝါသနာရှိသည့်အတိုင်းစေရှိလက်ရှိခြေဟန်လက်ဟန်နဲ့ရှင်းလင်းပြောပြပါတယ်။အဲ့ဒီတစ်ချက်ပေးရင်ကျွန်တော်အဲ့ဒီရုပ်ကလေးကိုတကယ်ပဲရမှာလား။နောက်တော့မှမညာနဲ့နော်။ အာကြီးအဲ့လိုပြောပြီးရောင်စမိတ်လေးကိုခြားခြားလဲအောင်ပတ်ရစ်လျက်အင်းရှိရာသို့ရွှင်လန်းဝမ်းမြောက်စွာ ခုံပေါက်ပြေးလွှားသွားလေပါတယ်မောင်ချစ်ကနေ့လယ်ချိန်ကျောင်းမှာမုတ်ဝဲစားဖို့အတွက်မိခင်ပေးလိုက်တဲ့တပြားသောအတပြားကို မတုံးမဆွဲရပဲအင်းကြီးတင်ပုံးခေါင်းမှာအပေါငယ်ဖောက်၍ဆုထားသည်မှာ ခြောက်ပြားမြရလေတယ်။တထွာမြကြံသောမိမိဝန်ကောင်းသမုဒ္ဒရာအတွက်မူကားနေဆွန်းစားကလတက်အခေါမှာ ဖုံးတော်ကြီးဥခင်မှာဝေးတဲ့ငပြိုးသည့်တလုံးနဲ့ကျေနပ်ဖူလုံလျက်ရှိပါတယ်။စင်ဆွေအယုတ်ကလေးဟာတဏိတချာတာနာကြော့ရှင်းပြီးလာပါတယ်။သွားကလေးများပေါ်လူမတက်ရှီအောင်ပြုံးလိုက်ဟန်ပြေနေသောအသွင်ဟာအိပ်ပျော်နေသောညအချိန်တွင်လဲ မောင်ချစ်မျက်လုံးတွင်မှကို မထွက်တော့ပါဘူးကြည်ရပံများလာလေးလေးအယုတ်ကလေးကလှလာလေးလိုချင်စိတ်ပွားလာလေးဖြစ်ရတယ်ဒါပေမဲ့တနေ့မှ တပြားတပြားဆူရသည်ကိုတော့အလွန်ပဲဖိနှီးကြံ့ကြတယ်လို့သိလာတယ်ပတ်စံရလုံလုံ၍ဥပုံနေများကိုပဲစာတင်ရဖြစ်ပါစေတော့လို့ဆုတောင်းမိပါတယ်တပေါက်တလန်ဘယ်နည်းနဲ့ပတ်စံရအောင်ကြိုးစားရပါမလဲလို့ ပြန်စီမိပြန်နေအဲ့ဒီအချိန်လုံးကကဘာစစ်ကြီးအတွင်ဖြစ်တဲ့အတွက်ကြောက်တန်အလွန်ရှားပါတယ်မောင်ချစ်က အကူကြီးကိုတည့်ရဲ့ကြောက်တင်ပုံအကွဲများကိုညောင်ရင်အိုးစင်ကယူပြီးညက်နဲ့တကောင်မရှောင်မိုင်းတလူလူထွက်နေသော ရေနံစီမီးခွက်ကြီးကို ထုံညိလျက်ခြုံထက်သောဖဲထီးတန်ချောင်းဖြင့်ကြောက်တန်တိုက်လေ၏ကြောက်တန်ရောင်း၍ပတ်စံ၆ပြားရ၏ ကျောင်းသားကြီးဖိုးတေကအနိုင်ကြီး၍မပေးပဲထားသောအကျွေးတပြားအတွက်လည်းတွေးမိတိုင်းဆွေးရပြန်လေတဆက်နှစ်ပြားမျှရလာသောအခါအင်းချင်းတင်ပုံကောင်းမှမဆန့်တော့ပြီဖြစ်၍နှစ်ဖက်ပိတ်စက်တောင်းဝါစစ်တစ်စစ်တွင်ထိတ်ကအပေါက်ဖောက်ကဝေလကကြော့ကနတ်ဖိုးချွန်စသောတဆိတ်အမျိုးမျိုးခတ်နှိပ်သည့်ကြေးပြားဆက်နှစ်ပြားတီတီကိုသွေးလောင်သွမီးထားလေ၏ နှစ်စန်းတရက်နေ့ကဒွေးလေးညူချစ်စနိုးပေး၍တငယ်ဖော်မောင်ထွေးကအလိုက်နှစ်ပြားပေးကပတ်စံချင်းလဲခိုင်းခဲ့စဉ်ကမလင်းရဲ့ပဲတွေ့တာခဲ့သည့်ထုံအမတ်နှင့်ဒေါင်းပစံကလေးကိုလည်းဖြာအောင်မှထုတ်ယူ၍ကြေးပြအဖော်များရှိရာ ကြေးတိုက်အတွင်သို့သွတ်သွင်းထားလိုက်၏ကြေးပြအရေးအတွက်ကိုလည်းဝါးကြောရင်းစူးဖြင့်ချစ်၍မှတ်ထားလေသည် ပေဟင်းချက်တဲ့နေရာတပြား ဘာကြီးထူကျွဲပြောက်တဲ့နေရတပြာစသည်ဖြင့်လက်ချောင်းကလေးများကိုချိုးကာချိုးကာပက်ဆန်ရေတွက်ရသည်မှာနေ့စဉ်နဲ့အမျှဖြစ်၏ရေတက်လျှောက်ထဲမှာထားရကောင်းနုံနုံတင်းမောချမ်းပေါ်မှာဟွက်ရလေးလုံနုံနုံနဲ့ပက်ဆန်ပူးနေရပြောင်းရသည်မှာလေအမောပင်ဖြစ်၏အယုတ်ကလေးကိုရလျင်ထဲ့ထားဖို့ရင်ထရွက်ဖာချောကလေးကို အမျိုးမျိုး ပြုတ်ပြေးစင်ရင်မွန်းမှန်ရသည်မှလည်းမအားပင်ဖြစ်လေ၏။စေတေဒေါခဥဤတောင်းနေတဲ့၌အငွေတထောင်းထောင်းနှင့်ကောက်ဦးငချိတ်ပောင်းကိုမြင်ရသောအခါတရေယူမိ၏။သို့ပါတော့လေဝဲမရသောတရေစာတို့ကို တပိမ့်မှောက်လေ၏။တငယ်ဖော်တို့ ဖန်တို့ဝယ်၍ဂေါ်လီရိုက်သောအခါခလီတို့ဘဝအများနှစ်တူကစားလိုပါတော့လေမိမိတွင်ရှည်ရင်စွဲစီပတ်တန်ခွေ အဟောင်းကြီးကိုကြောင်းဝိုင်းပက်လေတွင်လှဲ့ပက်ရိုက်လျက်တယောက်ထဲကျေနပ်တင်းတိမ်ရလေတော့သည်ဤသို့ဖြင့်တပြားတို့လျင်တမျိုးဝန်းတာလျက်စုဆောင်းလာခဲ့ရာပိုက်ဆံ36ပြားပိုက်မိသောနေ့ကိုရောက်လာလေပါတယ် ညနေ၄နာရီကြောင်းလွတ်ခေါင်းလောင်းတန်ဟာပေါင်ချစ်ရဲ့နှလုံးသွေးကိုနှိုးဆွလိုက်ပါတယ်။ဖယားရှိခိုးဆုံးကန်ဒီအာမဟုဆိုမိလျင်ပြီးဗန်းလေးကိုမဆောက်နိုင်ပဲထ၍ပြေးလေရာကိုရင်ကြီးတပားကအလျင်လိုရောက်ကောင်းမလားဟု၍ထိတ်ကိုကောင်းကောင်းညီအောင်ခောက်လိုက်ပါတယ်။အမှုမထားမိပါဘူး။လမ်းတွင်ခလုတ်တိုက်၍ခြေမကွဲသွားတော့လေနာရကောင်းမှမသိဘူး။ ဥအောင်ချကနားဖြင်နာရောက်တော့အခါ အတွင်းသို့ဝင်သွားပါတယ်။ဖောက်အုပ်ထုပ်ကိုဆောင်းဘောင်းပီအပြာဝတ်လျက်ကုတ်ပြစ်ထက်တွင် အခန့်သားထိုင်ရင်းမင်းသမီးရုပ်ကလေးကိုဘဲပြန်ညာပြန်ပေပေနေနေကင်တွယ်ကြည့်ရှုနေသော လူကြီးတစ်ယောက်ကိုမြင်မှသာ ကိုရှင်တက်၍ပြောနေကြသောစကားကိုကြားမိလေတော့၏။ဘယ်နဲ့ဆရာကြီးကျုပ်ပြောတဲ့အဖိုးနဲ့ပဲပေးလိုက်မှာမလား။ ခမရတို့ရဲ့မှာဒီရုပ်ကလေးနဲ့တန်တဲ့အိမ်တိမ်မှမရှိပါဘူးဗျာဝင်နိုင်မဲ့လူလည်းရှိမှာမဟုတ်ပါဘူးမှန်ပါဝင်တော်မင်းဖို့ဆိုရင်တော့အလကားတောင်းလဲပေးရမှာပါပဲဒါပေမဲ့အချောတက်အမုန်းတင်ဖို့၄၅ရက်လောက်စိုင်းစီခြင်းပါတယ်ပြီးရင်ပြီးချင်းဝင်တော်မင်းတို့စီကိုလာပြီးပို့ပေးပါမယ်ထုံမြကြားရလျင်ပင်မောင်ချစ်ဤအသေးနှလုံးဥသိမ်ဥမတို့သည် ွေကြမတက်ဖြစ်လေ၏အယုတ်ကလေးကို အတင်းလူ၍ပြေးလူသောစိတ်ပေါ်လာတော်လဲဝင်းတောင်မင်းဟုကြားရယုံမြနှင့်မီရင်တုံထူးတုံနေရသောမောင်ချစ်မှာအဖေတို့ဝင့်ရဲပါအန်နီခါးကြားက၆လုံးပြူတက်နှက်သည်လဲမောင်ချစ်ဤအကြံကိုတည်သည့်အလားမောင်ချစ်စီတို့စိမ့်စိမ့်လှည့်၍၆လှန်မောင်းနှင်လေ၏ဝဲလာသောမျက်ရည်တို့ကိုအနိုင်နိုင်ထင်း၍မိမိဘက်သို့ ကြောခိုင်းနေသော စင်စွဲဒေဝီကလေးကို နောက်ဆုံးကြည့်ကြည့်လျက်ထွက်လာလေ၏လမ်းချငယ်တစ်ခုအတွင်းကနေပြီးတော့ဟိုကောင်ကလေးညူတူတူတို့ကိုကြိတ်လို့ငူနေငိုပြီမဲ့အလက တို့အမေကမပေးစာထွက်ပေါ်လာသောတေးတန်သည်တီးဆိုသူအား နှလုံးပွားဖွယ်ပင်ဖြစ်တော်သည်မောင်ချစ်ဤနှလုံးသားကိုကဓာပါနှင့်မှုနိုင်လေတော်တည်15ရက်မြကြာသောအခါခေါင်းထက်တွင်တပတ်ကိုစီတင်ထားကြသော မိန်းမကြီးတစုနှင့်ယောက်ျားကြီးတစ်ယောက်တို့မောင်ချစ်တို့ဤချောက်တွေသောခြံကလေးအတွင်သို့ဝင်သွားသည်ကိုမြင်လိုက်ရပါသည်။အင်းရှိခွေးကတက်ကိုနင်းမိလျင်ပြီးတိုင်ဖုံးနာ၌ မျက်ရည်ဆက်လက်ဥဆန်ဖားလျာနှင့်ထိုင်နေသောမိန်းမကြီးတဦးသည်ယောက်ျားကြီး၏ခြေအဆုံကိုပြေးဖက်လျက်အမလီကိုရောင်ရဲ့မောင်ချစ်ဖြစ်ပုံလေးကိုမြင်ဝင်းကြသေးရဲ့လားရှင်မောင်ချစ်ရဲ့အမေသားရဲ့အမေလည်းခင်မင်းတို့ကိုအဲ့ဒီလိုမျိုးဟစ်အော်ပြောဆိုငိုကြွေးမြည်တမ်းလေ၏ ။ဦးအောင်ချလည်းမောင်ချစ်အလောင်းသားရင်းမလျော့မလျက်ထိုင်နေသောမောင်ချစ်ဖခင်အားဘယ်နှဖြစ်ရတာလဲကိုဖိုးငွေရဲ့ကိုရင်လေ မြို့တက်သွားတာ၁၄ငါးရကြာလို့ဘာသတင်းမှမကြားမိဘူးအခုပြင်ရရောက်ချင်းပဲအိမ်မာတော့မထိုင်ခဲ့ပဲပြေးလာတာကွအဲ့ဒီလိုပြောပါတယ်ကိုရင်ရဲ့ဘာရောကလို့လဲမပြောတတ်ပါဘူး တမှန်မှန်တတွေ့တွေ့နဲ့ထမင်းမစာဟင်းမစာ တခါတလေသူ့အမေကျွေးလို့စံပြုတ်ကလေးတစ်စုံလောက်ဝင်သွားပြီမေချက်ချင်းပြန်အန်လိုက်တာပဲပယောကဆိုလို့ဆရာအောကိုခေါ်ပြီးပြတာလေဘာမှမထူးကြပါဘူးဗျာမနေ့ညကတော့သူ့အမေကိုခေါ်ပြီးသူ့စုထားတဲ့ပတ်စံငါးမူးနှစ်ပြားကိုသူ့ဆရာတော်လှူလိုက်ပါလို့မှားပြီးတော့ကိုရောင်မေးတာပဲမြို့သွားတယ်လို့ပြောတော့ တန်ကြကြပါမပြောဘဲနဲ့မောနေပြီးတော့ဘာကြီးအောင်ညာလေအဲ့ဒီလိုမပြီးမပြင်ပြောရနေပြီအသက်ပြောက်သွားတာပဲအဲ့ဒီလိုပြောရင်လုံကြီးစနဲ့မျက်ရည်တုပ်လေဤဦးအောင်ချာလဲစဉ်းစား၍အချောင်းအင်းကိုရိပ်မိသောအခါမျက်နှာညှိုးငယ်၍သွားလေတော့တည်း ယခုအခါရင်ကရွာကလေးအနောက်ဘက်နွားစကြက်အနီးထိမ်ပင်ကြီးတောင်ယွန်းယွန်းရှိတင်းချိုင်းကုန်းထက်တွင်ထီထီသောအုတ်ဂူကလေးတစ်ခုကိုတွေ့နိုင်ပါသည်အချစ်ကူဟု၍၎င်းမောင်ချစ်ကူဟု၍၎င်းအမည်နှမျိုးဖြင့်ခေါ်ကြရာမြည်သည်ကိုအမှန်ဟု၍မပြောနိုင်ပါဂူကလေး၏အရှိမျက်နှာလိုင်ပေါက်အခေါင်းထဲတွင်ကြွယ်ကြောင်သာနွားကြောင်သားတို့၏လက်ချက်ကြောင့်ကျိုးပဲ့ပြက်စီးနေသော အယုတ်ကလေးတစုံကိုတွေ့နိုင်ပါသေးတယ်။လိုင်ဝအင်းကလေးတွေသွတ်သွင်းထားသောကြောက်ပြားငယ်ထက်တွင်က လူ၍မရသောစင်းရည်ဟုစာတန်းထိုးထားပါသည်။ကျွန်ုပ်ဤဘိုးအေအားမင်းမြန်ကြီးအားသုံးနှစ်လောက်က ပြန်လွန်တော်မူသွားသော တောထွက်ကြီးဦးအိမ်သားဤလက်ရာဖြစ်သည်ဟုတာမန်မြတ်သာသိရပါသည်။ အခုလိုအချိန်ပေးနားဆင်တဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်ရှင်။နားဆင်သူတွေလည်းစိတ်အီးချမ်းသာခြင်း၊ကိုယ်အီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေရှင်။